ဖုတ်ပင်းမျိုးနဲ့ကမ္ဘောဂျီဝါပင်လယ်ပြင်မှာမေလလေလောင်ကစားလို့ပစုံထိုးလေတွေအစုဖွဲ့နဲ့ပစုံဖန်နေတဲ့တွေလဲလူလက်စားသမားတွေအခက်တွေ့နေရတယ်လို့ဒေတာကန်တချို့စီကသိရပါဗျ။ကမ္ဘောဂျီဝါနောက်ပဲရှိပင်လယ်ကြီးတွေနေရာတွေမှာပစုံထိုးလေအစီ30လောက်ဖန်စီနေကြတဲ့အတွေ့ရှာကုန်ပင်လယ်ကင်းပစုံအပါဝင် ဇီဒီဒေတာနေရေးတော်ဝါတို့ရှားပါသွားတယ်လို့ဒေတာခန့်တို့ကပြောပါတယ်။ပစုံထိုးလှီဟာဝါလုံးနှလုံးကိုခင်းခွာလို့ခြင်အောင်ထားပြီးဝါလုံးအပြားပိုင်းမှာပစုံဖမ်းပိုက်တန်းစင်ထားပါတယ်။အဲ့နောက်ပင်လေဇီဒီချမ်းပြင်းထဲပိုက်ပါတဲ့အပိုင်းကိုထိုးနှိပ်ပြီးပစုံဖမ်းစီကြတာပါ။ပစုံထိုးလှီနဲ့ပစုံဖမ်းရင်ပင်လေဇီဒီချမ်းပြင်းမှာရင်းမြောင်းပုံတရံဖြစ်လာပြီးရှက်သွေးကုန်း ခင်နံပင်လေကင်းပုံစားတဲ့ရှင်နေတတော်တွေမရှိတော့တဲ့အတွေ့ဝမ်းစာရဲ့အတွေ့ရှားပွေစားထောင်နေတဲ့လက်လုံလက်စားဒေတာခံတွေအခက်တွေနေရတယ်လို့ဓမ္မကြီးရွာသားတို့ကပြောပါတယ်ပုံထူလေးအစီတိုးဆလာကိုဓမ္မကြီးရွာဒေတာခံတွေကပဲပိုင်ဆိုင်ကြတာပါအာနာမသိမ့်မီကတော့ ကရတူရီမျိုးငါလူငယ်ဦးစီးဌာနနေစီတက်ကပဇွန်ထိုးကလေးတွေကို လာရောက်ဖမ်းဆီးလိရှိပေမဲ့လက်ရှိမှာတော့တားဆီးမဲ့သူမရှိတော့ဘူးလို့ဆိုပါတယ်။တံမောကြီးရွာဟာမော်ကင်းလူမျိုးတွေနေထိုင်တဲ့မကြုံကလေးကျုံအစီဖဲမှာတည်ရှိပြီးဒေသခံအများစုဟာဆာဂျင်းစာဖွေပြီး အသက်အမွေးချသလိုပင်လယ်ငါးဖမ်းလုပ်ငန်းလေးလုပ်ကင်ကြပါတယ်။